ကဲကျွန်တော်အားလုံးမြင်လာမြဒီနေ့မှတော့ကျွန်တော်ဒီ single clip ကိုနော်ဒီ single clip ကိုကျွန်တော်နေရချိတဲ့နေဒီနေ့ video ထဲမှာကျွန်တော်ရှင်းပြမှာကြောက်ရတယ်ဘယ်လိုချိတဲ့နေကျွန်တော်ကိုဒီနေ့ကကျွန်တော်လာမေးတဲ့ညီကိုတွေပေါ့နော်ဒီ single clip တွေကျွန်တော်ကိုကြိုင်ကြိုင်တက်တက်နေရမှာကျွန်တော်ထားလို့ရပြောနော်အဲ့ဒါကျွန်တော်ဘယ်လို best day မှာတိုက်ချိရမလဲဆိုတော့အဲ့ဒီနေ့ video မှာကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဒီ clip တွေကဗျာဒီလိုမျိုးစင်ဗျာကျွန်တော်တို့အရင်ကဒီမျိုးဒီမျိုးရှိတယ်ဗျာဒီလိုမျိုးတွေစင်ကျွန်တော်ပူပူကက်ကက်စင်တိတ်အဆင်မပြေဗျာဘာဖြစ်လဲဆိုတော့ ဒီတော်တော်ထိရပေါ့နော်အဲ့ကောင်လေတော်တော်ထိရဆိုတော့တိတ်ဆိုအဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ကဒီကောင်ကိုကျွန်တော်တို့ကအကြီးသေးလေးခွဲလို့ရမယ်ကျွန်တော်နေရပေါ့ကိုထားလိုက်မယ်ကျွန်တော်တို့ရေအဲအနီမီပြတဲ့ခါကျရင်တနားတွေပဲချိန်လိုက်ရင်သူ့ကိုမထိတော့ဗျာနော်ဒီလိုကိုကဒီမှာထားလိုက်ဆိုရင်သူ့ကိုမထိတော့တယ်မကြိုက်လို့ဟိုဘောမှာထားခြင်းနဲ့ရကျွန်တော်မကြိုက်ဘူးချင်းကျွန်တော်ဒီမှာသွားထားရတယ်ဒီမှာသွားထားရပေါ့နော်အဲ့တော့ဒီ single cloud ကိုကျွန်တော်တို့ကဒီမျိုးဝေးလေးလံထားခြင်းညီကိုလည်းဖွင့်ရတဲ့ cloud တွေကို ီယိုလေးမှာကျွန်တော်ရှင်းပြမှာနော်အဲ့တော့ကျွန်တော်ဗီဒီယိုလေးမှာမစခင်ကျွန်တော်ညီကိုလေးတွေကျွန်တော်ဟိုဒီ TikTok ကမှာ TikTok နဲ့ဒီ Facebook ကမှာကြည့်နေညီကိုလေးထုတ်ဆက်နိုင်ပဲကျွန်တော်ရေးပေးဦးကျွန်တော် follow like လေးမလုပ်ရတဲ့လောက်ရတဲ့ကြပါဘောနော်အဲ့တော့ကျွန်တော် YouTube မှာကြည့်နေညီကိုလေးကတော့ကျွန်တော်ထုတ်ဆက်နိုင်ပဲကျွန်တော် subscribe လေးပြီးမလုပ်ရတဲ့ရင်လုပ်ကြလေးရပါတယ်ပြီးရင်ကျွန်တော်တိချင်တာမေးချင်တာလေးရှိနေကျွန်တော် comment မှာမေးလေးရပါဘောနော်အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်ဒါလေးကိုကျွန်တော်တို့နေရာပြန်ချိန်မယ်ဆိုရင်ကျွန်တော်ကတော့သူ့နေရာနဲ့သူပဲကျွန်တော်ပြန်ထားမှာเนาะကျွန်တော်အကျင့်ဖြစ်နေပြီဆိုတော့လာတိမလို့ပြန်เนาะ ခေအော်ဟာတကွကြတော့ဘာလောက်ထားမှာဟွန်းโอเคကျွန်တော်တို့ကဒီမှာသွားတော့မယ်ဆိုရင်ကြော်ရင်ဆုံး setting လေးတစ်ချက်ထောက်လိုက်ပါနော် setting လေးနှိပ်လိုက်ပါနှိပ်ပြီးပါရင်ဒီမှာနော် event control ဆိုတဲ့ခါလေးဒီဟာလေးတစ်ချက်ထောက်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာနည်းနည်းလေးဆွဲတင်မြန်နော်ကျွန်တော်အမှာ1 2 3 4ချောင်းမြောက်ပါနော်ဒီမှာနော်ဒီလေးချောင်းမြောက်ကကျွန်တော်တို့ဒီကောင်လေးကိုနော်ဒီကောင်လေးကိုကျွန်တော်တို့က ဒီဘက်စလုံးလောပါနော်ဒီဘက်စလုံးမှကျွန်တော်ထားလိုက်မှာဖြစ်ပါတယ်ဒီကောက်လေးကျွန်တော်ဒီဘက်စလုံးမှထားလိုက်မှဆိုရင်ဒီကောက်လေးတော့ဖွင့်ပိတ်လုပ်လို့ရပါနော်ဒါစတေတင်းမှာတွားမယ်ပြီးရင်ကျော် single clip ကိုကျွန်တော်ရွှေ့ကျင်လို့ရွှေ့လို့ရမယ်ဒါကတော့ကျွန်တော်လေးချောင်းမြောက်ပါနော် event ကထုံးမှာရှင်းမယ်လေးချောင်းမြောက်ပါနော်ဒီကောက်လေးကျွန်တော်တို့ကဒီဒီဘက်ချန်ကျွန်တော်ထားလိုက်မှဆိုရင်ဒီကောက်လေးကျွန်တော်ရွှေ့လို့မြောက်ပါဗျာနော်သူကအသေးကြည့်ပါလိမ့်မယ်ပန်းစင်းကျွန်တော်ဒီမျိုးဖြူပါလိမ့်မယ်ရွှေ့လို့မြရတာပါနော် အဲ့တော့ကျွန်တော်တို့လေးချောင်းမြောင်းဟာကိုကျွန်တော်ကကျက်ကွန်ထရိုးမှာသွားမယ်ပြီးရင်ကျွန်တော်အဗန့်ကိုထိုးမှာလာမယ်ပြီးရင်ကျွန်တော်ဒီမှာ1 2 3 4ဆိုတဲ့ရေချလိုက်ရေချပြီးတော့ကျွန်တော်ဒီဘက်အချက်မှာဒီဇီဘဲလာပါလာတော့မတည်ပြဒီမှာတော့မဟုတ်ဒီဇီဘဲတော့မဟုတ်ဒီကောက်လေးကိုကျွန်တော်ဒီဘက်အချက်ပြောင်းလိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီမှာကျွန်တော်ကွန်ထရိုးကျက်လို့ကွန်ထရိုးလုပ်လို့ရပါတော့အဲကျွန်တော်စင်ကယ်လေးကိုကျွန်တော်ကျက်လို့ကွန်ထရိုးလုပ်လို့ရပါပြီအဲအဲ့တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်လေးပါပဲနော် ဲ့တော့နောက်ပြန်ကျွန်တော်အခုဆော့နေတဲ့အောက်လည်းကျွန်တော်ဒီအခုပြနေတဲ့အောက်လည်းကျွန်တော်ရောင်းမှုရှိတယ်ပေါ့နော်ညီကိုတို့တကယ်လို့ဝယ်ချင်တယ်။ဘာညာစင်းကြွတင်မှာဆက်တက်လေးရပါတယ်။တမစင်းကျော်ရေကေးငါးလက်ပါမယ်ကောက်ပါနော်။ကြာဤခင်ရေကေးပါမယ်ကျွန်တော်စကန်ရေကေးပါမယ်အဟောင်းရှိရေကေးပါမယ်။ပြီးရင်ကျွန်တော်တို့ SMG မှာဆိုရင်ကျွန်တော်တို့မှာဒီကောက်လေးလည်းရေကေးပါမယ်။ကျွန်တော် UMP9 မှာဆိုရင်လည်းရေကေးပါမယ်နော်။အဲ့တော့ကျွန်တော်လူချင်းညီကိုလေးလေးချင်းကျွန်တော်ဒီမှာဆက်တက်လေးရပါတယ်။ပြီးရင်ကျွန်တော်ပြိုင်ကားလေးလည်းတစည်းပါမယ်နော်။ဒီကောက်လေးရဲ့နောက်ကျရင်အဲ့ဒါလည်းမရှိပါဘူး။ ဲ့တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပဲပါပဲအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်